ငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာထိုးစစ်တွေမပြုတ်လို့ပဲတလတာတစ်ဖက်သက်အပြေးရလိုက်ကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်တိုင်းသားလက်နက်ကိုင်သုံးဘွဲကဧပြီလ10ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်မလ28ရက်နေ့က Richter scale 9.8အဆင့်ရှိတဲ့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးနောက်နောက်ဆက်တွဲငလျင်တွေထမှန်လှုပ်ခတ်နေတာဖြစ်ပါတယ် စကိုင်းမန္တလေးရှမ်းပြည်နယ်ပဲခူးနယ်နေပြည်တော်အပါဝင်မြန်မာနိုင်ငံတွင်းကနေရာဒေသအများပြားမှာအသက်အိုးအိမ်တွေထိခိုက်ဆုံးရှုံးရပြီးဖျားကြောင်းကံစီဒီပထိုးပလီစတဲ့သာသနိကအဆောင်တွေရှေးဟောင်းယဉ်ကျေးမှုအမွေနှင့်များစွာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ညီနောင်မဟာမိတ်တုံဘွဲ့အနေနဲ့ငလင်နောက်ဆက်တွဲအခြေအနေတွေကိုအလေးနက်ထားစောင့်ကြည့်လေ့လာပြီးတဲ့နောက်ငလင်တန်တဲ့ဒေသတွေမှာ ကွန်ကြီးကစားရေးလုပ်ငန်းတွေကိုအဆင်ပြေစွာလှုပ်ဆောင်နိုင်ဖို့နဲ့ငလင်တန်သိမ့်ပြည်သူတွေရေးတကြီးလိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအမြန်ဆုံးရရှိစေနိုင်ဖို့လိုလားကြောင်းလဲထုတ်ပြန်ချက်မှာဆိုရတယ်ထုတ်ပြန်ချက်ကြေညာလိုက်တဲ့ဧပြီလ10ရက်နေ့ကစပြီးစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာမိမိကိုယ်ကိုခုခံကာကွယ်တဲ့တုတ်ပြန်မှုကလွဲပြီးထိုးစစ်ဆင်တိုက်ခိုက်တာမျိုးပြုလုပ်မှာမဟုတ်ပဲဧပြီလ30ရက်ထိတလားတာတစ်ဖက်သက်အပြစ်ခတ်ရက်စဲတယ်လို့လဲ ညီနာမဟာမိတ်အုံဘွဲကဆိုပါတယ်ရှင်။